nation boys မင်္ဂလာပါဗျမြန်မာ nation boys ရဲ့နိုင်ငံအရေးမဲပေးကြဆိုဆိုတဲ့အစီအစဉ်အတိတ်ကလေးပဲဖြစ်ပါလေဗျဒီစီစဉ်မှာဟိုနပိုင်းခွဲထားပါလေဗျကျွန်မြန်မာ nation boys ရဲ့တာဝန်ခံ editor တက်မထွန်းတင်ဆက်မဲ့အစီအစဉ်ရဲ့ခေါင်းစဉ်ကကြတော့ power of individuals နာမည်ဖြစ်ပါတယ် for the nation for the people ဆိုတဲ့ဟိုပါလေပေါ့နော် အာဆမ်ဘိုလ်ကိုကင်ဆယ်ထားတာပေါ့အဲ့ဒါတခုအခုနိုင်ငံရေးလေပေးကြဆိုစေအစီအစဉ်လေးမှာကြတော့ကျွန်တော်ဒီအဒီတာချုပ်ဟောဝင်းမော်ရွှေတန်စရာစီစဉ်တက်ဆက်ပါတော့ဗျဒီကတော့မေပေးကြဆိုဆိုတဲ့စီစဉ်ကနိုင်ငံရေးမေပေးကြဆိုစီစဉ်အခုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာစမဲ့ဒီပထမတုပ်ရွေးကောက်ပွဲကြီးအတွက် တရားဝင်မဲဆွဲစီရင်ခွင့်နေရာအောက်တိုဘာ28ရက်နေ့ရက်နေ့စပါပြီစပါပြီဖြစ်တဲ့အတွက်တရားဝင်မဲဆွဲမဲဆွဲစီရင်ခွင့်ရတဲ့အချိန်မှာပါတီဒီဒီကနေပြီးတော့ဒီသူတို့ရဲ့ manifesto တွေသူတို့ရဲ့ဟိုဒီမှာတူးချင်းမိတ်ဆက်တာတွေပြည်သူကိုအသိပေးချင်တာတွေကိုကျွန်တော်တို့ကဒီသတင်းဌာနတွေခုနပြောတဲ့နိုင်ငံရေးမဲပေးကြဆိုဆိုတဲ့အစီအစဉ်တွေတင်ပြပေးသွားမှာဖြစ်ပါလေဗျဟောအဲ့ဒီအစီအစဉ်မှာတတိပုဂ္ဂလတွေကတော့ခုနပြောတဲ့အဲ တောင်ကအဒီတာတမွန်ထွန်းရဲ့ Power of Individuals အစီအစဉ်လေးဟောတင်ဆက်မှာဖြစ်ပြီးတော့ကျွန်တော်အခုနိုင်ငံရေးမဲပေးကြဆုဆိုတဲ့အစီအစဉ်ကနေကြတော့ပါတီသီးသီးရဲ့ဟောကိုယ်စားလှယ်လောင်းနေပေါ့နော်ကိုယ်စားလှယ်လောင်းနေကိုတူးချင်းတူးချင်းကျွန်တော်တို့နှမျိုးခွဲပြီးတော့တူးချင်းတို့ပြောချင်တာတင်ပြချင်တာတို့ပါတီတို့ရဲ့တူးချင်းရဲ့အရေးချင်းတွေတို့ဟောပြည်သူကိုပြောချင်တဲ့ဟာတွေကိုကျွန်တော်တူးချင်းရိုက်ပြတာတခုနောက်တစ်ခုကကြတော့ debate အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်နဲ့တူလို့တော့ကိုယ်စားလှယ် လောင်းနဲ့တူဦးနဲ့ဒီဘေးလုပ်မယ်သို့မဟုတ်ဟောကျွန်တော်တို့တို့တလွတ်တင်ပြဆိုင်အတိုင်းမြန်88 88ចောင်းသောင်းဆောင်အဲကုညွတ်ထွန်းဦးညွတ်ထွန်းနဲ့ဒီဘေးလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်အစီအစဉ်လေးလည်းတင်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ညာလောလောဆယ်မှာတော့ကျွန်တော်ရိုက်ကူးထားတာတွေကတော့ဒီပြီးခိုင်ဖြိုးပြည်တော်စုတက်ခိုင်တဲ့ပြည်ပြိုးရေးပါတီကကိုယ်စားလှောင်းနေများတယ်ဗျပြီးတော့ပြီးသုံးလုံးကကိုယ်စားလှောင်းနေပါပါတယ်နောက် အဲကိုယ်စလောင်းတွေတော်တော်များများကျွန်တော်တို့ရဲ့လာရောက်ဆက်သွယ်တဲ့ကိုယ်စလောင်းတွေကိုကျွန်တော်တို့တင်ပြပေးပါမှာဖြစ်ပါတယ်ဒီနိုင်ငံရေးမဲပေးကြစိုးဆိုတဲ့စီစဉ်မှာအဲ့တော့ဒီလူတို့တော့အဓိကတော့မဲပေးဖို့အတွက်ကျွန်တော်တို့တိုက်တွန်းလို့ဆိုရတာဖြစ်ပါတယ်နိုင်ငံကြီးရဲ့ထွက်ပေါက်အားလုံးကထွက်ပေါက်ပြီးပြည်သူတွေထွက်ပေါက်ပြီးဒီဝိကောက်ပွဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမိုကရေစီကိုအာလိုချင်တယ်ဆိုရင်ဒီမိုကရေစီနိုင်ငံတော်တွေကိုတွားချင်တယ်ဆိုရင်တော့ ီရွက်ကောက်ပွဲမှတပါတခြားလမ်းမရှိပါဘူးလက်လက်ကိုင်းတော်လိုက်လမ်းလေလေတိုးတက်တောင်လမ်းလေလာတယ်ဒါအောင်မြင်မဲ့ကိစ္စတွေမဟုတ်ပါဘူးဒီတလမ်းမဲ့ရှိပါတယ်အပေါင်းရှာအနေဆုံးအထိကဲအနေဆုံးပြည်သူလူဟိုဟိုအွန်ပဲအနေဆုံးနဲ့တွားမှဒီရွက်ကောက်ပွဲဖြစ်တဲ့အတွက်ရွက်ကောက်ပွဲကိုပဲကျွန်တော်တို့ဇောင်းပေးပြီးတော့ဟိုအောင်မြင်အောင်ကျင်းပဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့ဒါမဲပေးကြပါစိုက်တဲ့ပါတီကိုမဲပေးပါကျွန်တော်တို့ကတော့ကျွန်တော်တို့ပါတီနဲ့လာတော့ကျွန်တော်တို့မီဒီယာနဲ့လာအောင်ဆက်သွယ်တဲ့မြန်မာ nation voice နဲ့လာအောင်ဆက်သွယ်တဲ့အဲတူးချင်းတော်၎င်း ပါတီအသီးသီးကကိုယ်စားလောင်းတွေကိုလောင်းလာရောက်ဆက်သွယ်ရင်တော့ကျွန်တော်တို့တင်ပြပေးနေမှာဖြစ်ပါတယ်လာမယ့်ရွေးကောက်ပွဲနေ့ဒီဇင်ဘာနော်28ရက်မတိုင်ခင်အထိကျွန်တော်တို့တင်ပြပြည်သူတင်ပြပြီးပါမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမဦးဆုံးကျွန်တော်တို့တင်ပြပေးမယ့်အဲကိုယ်စားလောင်းကတော့ဥကြောချိုးဆိုးလို့အမည်ရပါတယ်ဗျသူကမောင်ရိုးဆိုတဲ့ကလောင်မီနဲ့ပဲစာရီရေးပါတယ်အဲ့တော့သူကတော့သူ့ကိုသူဒီလမ်းမတော်မြို့နေကနေ ဝင်ရောက်ပြီးတော့အဲရွေးချယ်ခံမှာဖြစ်တဲ့အတွက်လမ်းမတော်မောင်ရိုးလို့လည်းပြောတာပေါ့နော်သူသူအစီအစဉ်များဒါပေမဲ့တော့ size ဆရာဖြစ်တဲ့အတွက်သူကဒီချိန်နဲ့တပိုင်းနဲ့တင်ပြမှာမဟုတ်ဘူးနဲ့အချိန်ချင်းပေါ့နော်ဒါပေမဲ့ဒီကောက်ပဲကျင်းပမဲ့ဒီဇင်ဘာ28ရက်မတိုင်ခင်မှာအပိုင်းလိုက်ပိုင်းလိုက်အဲလည်းဆိုတရချားလောက်ဖြစ်မှတင်တယ်အစီအစဉ်လေးတွေခုနပြောတဲ့7မိနစ်အတွင်း5မိနစ်7မိနစ်ကြာတဲ့အစီအစဉ်တွေသူပိုင်းလိုက်ခွဲပြီးတင်ပြပေးသွားမှာဖြစ်တယ်အဓိကကတော့ သူ့ရဲ့အွန်လိုင်းရေးအတွက်မဲပေးဖို့ကြီးတခုလည်းမဟုတ်ဘဲနဲ့ပြည်သူတွေကိုဒီ knowledge တခုလေးတွေအသိဉာဏ်ဖွံ့ဖြိုးရေးတွေဟိုလည်းမဟုတ်သူသူ့ရဲ့ဖြတ်သန်းမှုနဲ့ရှင်လာတဲ့သူတက်မတော်သားဟောင်းတူလည်းဖြစ်တော့เนาะရာရှိဟောင်းကြီးလည်းဖြစ်တော့နောက်ဆုံးဆရာဘဝကျွတ်တင်တယ်ထားပါတော့အဲ့တော့အဲ့ဒီဟာလေသူ့ရဲ့ဘဝဖြတ်သန်းမှုတွေ့ကြုံနေရတယ်သင်္ကန်းစာယူစရာလေးတွေဘုသူတာလေးတွေလူငယ်တွေအတွက်သူဟိုလည်းမဟုတ်เนาะတစ်ပြတ်တစ်ပြတ်တင်ပြသွားပေးမှလည်းဖြစ်တယ်ဟို record ဘွဲအတွက်မိတ်ဆက်ယူနေမဟုတ်ဘဲနဲ့ပေါ့เนาะအဲ့တော့ ဟိုဒီခုနကပြလမ်းမတော်မောင်ရိုးခေါ်ဥကြော်ကြော်စုရဲ့ဟိုဟာကိုအချိန်တိကြည့်ရတာတော့တွတ်တော်တဲ့ရောက်သွားပြီးရင်လည်းအလင်းသိရင်တဲ့လို့အားရင်အားသလိုကျွန်တော်တို့မြန်မာနေရှင်ဘွိုက်ဆိုင်ရစခုနကပြောတဲ့လူငယ်တွေဗုဒ္ဓတရားမဲ့အစီအစဉ်လေးတွေစာရေးဆရာပြပြီးကျင်ဆက်သွားလေးဦးမယ်လို့ကျွန်တော်ယူဆတယ်ဗျအဲ့တော့ခုနကပြောဥကြော်ကြော်စုခေါ်လမ်းမတော်မောင်ရိုးရဲ့အဲတော်နေမလို့သူကပြရပြန်တော့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်လမ်းမတော်မြို့နယ်မဲဆန္ဒနေရာတွေရွေးချယ်ခံမှာဖြစ်ပါတယ်သူရဲ့အစီအစဉ်လေးနဲ့ အရင်ဆုံးကျွန်တော်တို့ဒီနိုင်ငံရေးနေပေးကြစို့ဆိုတဲ့အစီအစဉ်မှာပထမအဦးဆုံးပွဲထုတ်မိတ်ဆက်လိုက်ပါတယ်ဗျာ ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဥကြော်ကြော်ဆိုးလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်ပြုတ်ပြူသူမြောက်မိတ်ဆွေလူတော်တော့ကျွန်တော်ကမကြခင်မကျင်းပါတော့မဲ့2025ပါတီစုံဒီမိုကရေစီအတူတူရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဝင်ပြေးပါတီကိုကိုးစားပြုပြီးတော့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးတော်လမ်းတော့ မြို့နယ်မက်ဆန္ဒနယ်ကအချိုးကျအကူစားပြုစနစ်ပြားစနစ်ပေါ်ပြကိုပြောနေတာဒီစစ်နဲ့အဝင်းစင်ပြိုင်မဲ့လွတ်တော်ကိုစလဲလောက်ပဲဖြစ်ပါလေလက်မဟုတ်ဖို့တော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်ကကူကလက်မလို့ကပြိုင်မှာဆိုတော့လက်မလို့မောင်ယူလို့လဲကျွန်တော်ခိုင်လိုက်ပါလေလက်မလို့မောင်ယူဆိုလို့လဲအထူးဆန်းတော့မလို့ပါတတိယကနာမည်ကြီးကြတဲ့ လမ်းတော့ဖို့တကိုသတိရပြီးတော့ကျွန်တော်ကစာရေးတယ်လေကလောင်နမဲကမောင်းယိုးတယ်ဗျအဲ့တော့ကျွန်တော်လမ်းတော့မောင်းယိုးဆိုပြီးတော့လဲကိုယ်ခိုင်ယူတယ်ဒီတော့ဗောဗျာဒီနေ့ဒီချိန်ကစာပြီးတော့မိမိကပြည်သူများကို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 အနံမိတ်ဆက်တဲ့အခါမှာကျွန်တော်လွတ်တော်ကိုယ်စားလှယ်လောင်းဥကြော်ကြော်ဆိုးလမ်းတော့မောင်းယိုးလမ်းတော့မောင်းယိုးဥကြော်ကြော်ဆိုးဆိုတဲ့ကျွန်တော်ညီနာမလေးနဲ့မိတ်ဆက်ပြသည်ခင်ဗျအဲ့တော့ကျွန်တော် ကျွန်တော်ရဲ့မိတ်ဆက်ပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ဘောနောင်းဒီခံယူချက်လေးတွေယုံကြည်ချက်လေးတွေကျွန်တော်ရဲ့သဘောထားလေးတွေကိုပြောပြပြည်သူများကိုတင်ပြအတိပေးတဲ့အချိန်မှာလက်မတော်မောင်ယူပြောပြစေဆိုတဲ့အဲကျွန်တော်စကားဘိုင်းလေးတွေနဲ့ကျွန်တော်ပြောလို့တော့ရည်ရွယ်ထားပါတယ်ကျွန်တော်မိဘပြည်သူများအနေနဲ့အချိန်အား အနာရလိုပဲဖြစ်စေစိတ်ဝင်စားလိုပဲဖြစ်စေနားထောင်မယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ဝမ်းသာပျော်ရွှင်စွာပိတ်ခေါ်ပါလေအခုမှမစ္စပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကကျွန်တော်ရဲ့အဲအကြောင်းလေးတွေပေါ့နော်ကိုဟိုဒီပေါ့ကိုရရာဇွန်ခေါ်ဒါလေးနည်းနည်းလေးတင်ပြပါမယ်ကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ပေါ့ဗျငပယ်မြို့နယ်မှာကြီးပြင်းခဲ့တဲ့ငယ်စဉ်ဘဝကိုကြီးပြင်းဖြတ်တန်းခဲ့တဲ့ ူတယောက်ပါဒီငဖဲမျိုးနေမှာပဲတက်သူဝန်ထမ်းဆယ်တန်းကိုပင်မကင်းတင်းရဲကက်ကက်သွားအောင်မြင်ခဲ့ပြီးတော့တမရောဝေရောက်ပြီးတော့တမရောမှာကျောင်းဒုတိယဘုဘုဘူကြီးဘုံမှုဒုဘုံမှုဘုံမှုကြီးစသက်တရားရှိအစင်းစင်းကိုပြသပြီးတော့ဘုံမှုချုပ်အစင်းတီတာဝန်ထမ်းဆောင်ဖို့ရတယ်အစင်းကဘုံမှုချုပ်စင်းပြပြီးတော့တာဝန်ငါတော့ဗျာကျွန်တော်ဒုတိယတိုင်မှုလာရှုနဲ့တမမှု ကျွန်တော်တမ44တမဆန္ဒချုပ်စကကမှုကျွန်တော်စက55ဦးတည်တော်မတော်နေတန်းဆောင်ရပါတယ်။ဒါကျွန်တော်ရဲ့တော်ရင်တန်းဆောင်မှုဟိုအကျင့်ပေါ့ဗျာ။မပညာရေးချင်းတော့ကျွန်တော်ဝိဇာဘွဲ့စိတ်ပညာနဲ့မာဝိဇာဘွဲ့ကာကွယ်ရေးပညာကိုစီဘူးအောင်မြင်ခဲ့ပါတယ်။ကျွန်တော်ခုလိုလွတ်တော်ကိုယ်စလလောင်းဖြစ်ဘာဖြစ်လို့ဝင်ရောက်ပြီးတော့အရွက်ခံလဲဆိုကျွန်တော်မှာရည်ရွယ်ချက်ရှိပါတယ်။ ရွယ်ချက်ရှိပါတယ်ရွယ်ချက်ရှိလို့ပဲယုံကြည်ချက်လည်းရှိပါတယ်ဒီရွယ်ချက်ဒီယုံကြည်ချက်ကြောင့်ကျွန်တော်တွတ်တော်ကိုယ်စလဲတော့ဖြစ်ကျွန်တော်ဝေရောက်ရွေးခန့်ခြင်းဖြစ်ပါလေရွေးတက်ကတော့ဘာလဲဆိုတော့ဗျာမျိုးကပြည်သူများအားလုံးတီဗီဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့ပါတီစုံဒီမိုကရေစီအရွေးကိုရွှေ့ကြတဲ့အချိန်မှာအခုသေးသောဤလကစိုင်းတာလို့သာပြည်သူအားလုံးရဲ့မဲဆန္ဒနဲ့ရွေးကောက် ထားတဲ့ရွေးကောက်ခံကိုယ်လည်းတို့ရွေးချယ်မဲ့ရွေးချယ်ဖွဲ့ကြီးနဲ့သွားမှဒါကမြို့ဝမြို့မားညောဘက်နဲ့ပါတီစုံဒီမိုကရေစီဆိုတာရောက်ပါပါပြောချင်တာကဒီမေဆနာပေးရွေးချယ်ဖွဲ့ကြီးကိုမဖြတ်တမ်းမနဲ့တော့ကျွန်တော်တို့ကြီးမတ်နဲ့အမှန်တကယ်ကြီးမတ်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမရောက်နိုင်ပါဘူးဒါမှမဟုတ် ဒီစနစ်ကြီးကိုသွားဖို့အတွက်ဒီရွေးကောက်ပွဲအတွက်ရွေးကောက်ခံကိုယ်စားလှယ်လိုတယ်ကျွန်တော်တို့ရွေးကောက်တင်မြောက်ပြိမဲ့တိုင်းသားပြည်သူလူထုတွေလိုတယ်ရွေးကောက်ပွဲကျင်းပပြိမဲ့ဖွဲ့အနာဘက်ဖွဲ့စည်းလိုတယ်ဒီဟာဒါကြောင့်မလို့ကျွန်တော်ဒီအရွေးကိုရွှေ့ခြင်းလို့ဒီရွှေ့ကိုရွှေ့နိုင်အောင်ရည်ရွယ်ချက်နဲ့ဝင်းချင်းပြတ်တလို့တပည့်ရလဲကိုတတ်သည့် နားလည်ထားတဲ့ပြည်ရရလုံလံတွေ့ကြုံနေနဲ့မိဘပြည်သူများကိုလှုပ်ကြွပြုခြင်းလို့အထူးသဖြင့်ကျွန်တော်နေမြေဖြစ်တဲ့လက်မတော်မြို့နယ်ကိုလှုပ်ကြွပြုခြင်းတို့ရည်ရွယ်ချက်ဖြစ်ပါလေ။ဒိန်ဒီချက်ကတော့ဗျာရည်ရွယ်ချက်နဲ့ဆက်ဆက်ပါပဲ။ဘာလဲဆိုတော့ဒီရွေကိုရွှေ့မှဖြစ်မှာ။ဒီရွေရွှေ့မှဖြစ်မှာ။ဒီရွေရွှေ့မှကျွန်တော်တို့ကဒီမှတ်နဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ ဒီမှုကစီနိုင်ငံတော်ဖြစ်မှာဒီလိုမဖြစ်ဖြစ်အောင်ဆောင်ရွက်မယ်ဆိုတော့ယုံကြည်ချက်နဲ့ကျွန်တော်ဒီရွေးကောက်ပွဲကိုပြန်ပြင်လာပါအဲ့တော့ဒီကုန်းကျုပ်အနေနဲ့တော့ကျွန်တော်ရဲ့ကိုယ်ကိုယ်ရာအချက်လက်ပါဝင်ကျွန်တော်ရဲ့လုပ်ငန်းတွေ့ကြုံတွေကိုကျွန်တော်ကြောက်ပြပါပြီဒါအပြင်ကျွန်တော်ရဲ့ရွေးချက်အီးမတ်တကူကြောက်ပြပါပြီ ဒါရင်းနဲ့ကျွန်တော်ဒီကိုရွေးကောက်ဖို့စောက်ခဲ့တာပါအဲတခုလေးပေါ့ဗျာဟိုဖြစ်ဆိုပြောချင်တာကတော့ကျွန်တော်ကလူတက်မော်သားအနေနဲ့အစဉ်စဉ်တက်မော်တာဝယ်အစဉ်စဉ်နဲ့ကျွန်တော်တို့တိုင်းနယ်ပြည်နယ်အနှံ့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသလိုပဲဒီပါတီစုံဒီမိုကရေစီအရွေ့ကိုကျွန်တော်ပေါင်းခဲ့တဲ့တာဝန်นี่လဲထမ်းဆောင်ရုပ်ပါလေဒါကဘာလဲဆိုတော့ 2030ခုနှစ်သမရိုင်းဥသိမ်းစရဲ့ပထမအဦးဆုံးပါတီစုံဒီမိုကရေစီစနစ်ကျင်းသုံးတဲ့အစိုးရဒီမိုကရေစီအရွေ့နဲ့2015ခုနှစ်သမရိုင်းအဦးထင်ကျော်သူကကာလဒီတတဒီမိုကရေစီတတနှုတ်ကာလမှာလဲတက်မတော်သားအမျိုးသားလွတ်တော်ကိုယ်စားလှယ်အနေနဲ့ ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဘူးပါလေဒီတာဝန်တန်းဆောင်တဲ့အချိန်မှာကျွန်တော်ကဥပဒေကြမ်းကော်မတီနောက်တစ်ခုတည်သူငွေစည်းရင်းစစ်စီကွန်ပျူတာတိုင်းတိုင်းရဲ့ကွန်ပျူတာဆိုကွန်ပျူတာနေမှာလဲပါဝင်ပြီးတော့တော်တော်ဆရာလုပ်ငန်းတွေဥပဒေကြမ်းပြည့်စုံမှုတွေငွေစည်းရင်းစစ်စစ်မှုတွေဒါတွေကိုလဲတာဝန်ထမ်းဆောင်ခဲ့ဘူးပါလေဒါကြောင့်မလို့ဒီအတွေ့အကြုံတွေဒီ တုတ်ခဲ့အသက်အသည့်ဒီနဲ့ဒီအရွေးကိုဖြတ်ကျော်မဲဆိုပြီးတော့ကြီးမှန်းပြီးတော့ကျွန်တော်အနေနဲ့ဒီရွေးကောက်ပေါ်ပေါ့ရှင်တွင်နဘာလို့ကျွန်တော်အမိဘပြည်သူမြောက်ကိုကျွန်တော်တင်ပြရတဲ့ဏိကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ် Fisher Boys.